င်္ဂလာပါအပွားကျေးဇူးရဖို့တို့ရှော့တင်ခိုင်းသားဗီဒီယိုနဲ့ပြီးတော့ကျေးဇူးပါတယ်ဇာကဒီတင်ခိုင်းသားမှာဆိုရင်ဆရာအခုဖွင့်ထားတဲ့ပုံပေါ့နော်သူရဲ့နှက်ခမ်းကိုဆရာတို့ကဒီမှာသူကနှက်ခမ်း꿰တယ်ပေါ့နော်ဒီအ꿰ချောင်းလေးတွေကိုဆရာတို့ကဖြောက်ပြင်မယ်ပြီးရင်နှက်ခမ်းနေဆိုးပြေးမယ်နော်โอเคနှက်ခမ်းနေဆိုးပြေးမယ်အဲ့တော့ဆရာတို့ကဘာလုပ်ရမှာလဲဆိုတော့ဒါမူလလေယာဉ်ကိုဆရာမလုပ်ချင်တဲ့အတွက်ဆရာကနော်ဒီ ဒီဟာပွားလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်က control g နဲ့ဒီဟာပွားလိုက်မယ် okay ဒီဟာပွားပြီဆိုတာနဲ့ဆရာတို့ကနော်ဒီအကွဲချောင်းလေးတွေဖြောက်ခြင်းဘယ်လိုဖြောက်လို့ရလဲပေါ့နော်ဆရာတို့ရှင်းမှာတော့ကဒါထူးတွေအများကြီးတင်ထားပြီနော်ဆရာတို့ကဒီဖြောက်တဲ့ထူးတွေအများကြီးရှိတယ်ပေါ့နော်အစပေါ်ဟယ်လီဘရဒူဟယ်လီဘရဒူဖတ်2တိုက်တဲ့2ကိုသုံးပြီးဆရာတို့က ဖြောက်လို့ရတယ်ပေါ့โอเคဆိုတော့ဆရာတော့ဒီမှာเนาะအကုန်လုံးလည်းမဖြောက်ဘူးပေါ့เนาะမတိမတာလေးဖြောက်ပေးမယ်ပေါ့เนาะဆရာတော့ဒီမှာ sport helipad တူကိုပဲတုံးလိုက်เนาะအဲ့တော့ sport helipad တူကပြန်နှွေးပြရမှာဆိုရင်သူကเนาะကိုဖြောက်ချင်တဲ့အရာတွေကိုဓာတ်ရိုက်မောင်းနဲ့ဖိပြီးတော့ဆွဲပေးရတာဖြစ်ပါတယ်โอเคအဲဥပမာအားဖြင့်ဆရာတို့ကမဆိုရင်ဒီ အကွဲကြောင်းလေးကိုဖြောက်ခြင်းသူ့ဘော်ဆယ်ရောမောက်လေးဖိပြီးတစ်ချက်ဆွဲပေးလိုက်။ Okay သူရနှကန်းသားလေးအတိုင်းပဲဆယ်ရောသွားပြီးတော့ဖြောက်ပြီပေါ့နော်။အကွဲကြောင်းလေးအတိုင်းလိုက်ဆွဲပေါ့။ဒီဒီလိုလေးဆိုတာဒီမှာဒီနားမှာရှိနေတဲ့အကြောင်းလေးတွေဆယ်ရောတာရာလေးကိုမျက်စိပိတ်ကြည့်ပေါ့နော်။ပျောက်သွားတယ်ပေါ့။ Okay ။ရန်ကြီးနေတဲ့အရာကြီးတွေဆယ်ရောလိုက်ဖြောက်လိုက်။ဒီလိုမျိုးလေးဆယ်ရောကဖြောက်ပြီးလို့ရတယ် နှကန်းလေးကိုချောချောလေးဖြစ်အောင်ဆရာလိုလိုက်မှာပေါ့နော်ဒီဒီအောက်ကဟာလေးတွေကျတော့ဆရာတို့ကမဖြောင်းနဲ့ရတယ်နော်အတူရဲ့နှကမ်းမှာဒါမျိုးလေးပါရတယ်ပေါ့နော်လုံးဝရောင်ချောကြီးဖြစ်နေတာမျိုးလည်းမဟုတ်ဘူး โอเคဒီလိုလေးဆရာတို့ကဒါ spot helly protein နဲ့ဆရာတို့ကဖြောက်ပေးလိုက်တာဖြစ်ပါအဲ့လိုပဲဆရာတို့ပုံဟောင်းနေပြင်ခြင်းနဲ့ပြက်နေတဲ့ပုံတွေပြင်ခြင်းနဲ့ဆိုလေဆရာဒီလိုနီလန်းလေးနဲ့ပြင်ပေးရမှာဖြစ်ပါโอเคပြင်အပေါ်ဘက်ကိုပေါ့နော်အပေါ်ဘက်ကိုနည်းနည်းလေးဒီဒါလေးလိုက်ဖြောက်လိုက်မယ်နော်ဘက်ကလည်းနည်းနည်းလေးဆွဲဖြောက် ဘက်ကမောင်နေရတဲ့အရန်ကြီးတော့မသိတာဘူးနော်โอเคဒီလောက်ဆိုရပြီပေါ့โอเคပြီးရင်ဇွန်လေးနည်းနည်းချုပ်ကြည့်လိုက်မယ်ဒါဆိုရင်ဆရာတို့မူလပုံနဲ့နော်အခုဆရာတို့ဖြောက်ထားတဲ့ပုံနဲ့ရှင်းကြည့်လိုက်ပေါ့နော်ဒါဆိုရင်အကွဲเจ้าနေမရှိတော့ဘူးโอเคပြီးရင်သူ့ကိုဆရာတို့ကအယောင်ဆိုးပြေးမယ်ပေါ့နော်အဲ့တော့အယောင်ဆိုးပြေးမှာဖြစ်တဲ့အတွက်ဆရာတို့ကတန်းပြီးမဆိုးဆရာတို့ဒီ Mac ကလေးခံလိုက်ဆရာတို့ကဒီ 2ဘန်နဲ့မှာအခုဆရာမောက်တင်လိုက်တဲ့ဆရာတို့ဒီမှာ edit in chris mac mode ပြောတယ်ပေါ့နော်အဲ့ဟာလေးနဲ့ဆရာတို့က brand new ကိုယူလိုက်နော် brand new ကိုယူမယ် brand new ကိုယူပြီးတော့မှဆရာတို့ကအရင်ဆုံးသူ့ကိုပုံဖော်ပေးမယ်ပေါ့နော်အကြောင်းလေးနဲ့ like ပို့လိုက်နော် brand လေးနဲ့ like ပို့လိုက်မယ်ကိုအကြောင်းတင်ခြင်းနဲ့နော်အကြောင်းဆိုးခြင်းနဲ့အားကိုဆရာတို့ပုံဖော်ပေးမယ်အဲ့တော့ဆရာတို့ကဒီအပေါ်သားထိဆိုးခြင်းလည်းရတယ်မဆိုးခြင်းဘူးဆိုလည်းကိုစိတ်ကြိုက်ပါနော်ကိုဆိုးခြင်းတော့ဒီ အဲ့တော့အဲ့တော့ဒီနေရာမှာဆရာကအမဲကြီးပုံနေဘာကြောင့်လဲဆိုတော့ brand နဲ့တိုင်းရိုက်ဆွဲလိုက်တဲ့အတွက်အဲ့လိုမဆွဲရပါဘူးဒီ mask ဆိုတဲ့ဟာလေးကိုဆရာတို့ကအချက်နဲ့နေပြီးမှဆရာတို့ကဒါမျိုးဆွဲပြန် Okay အဲ့ဆိုရင်ဆရာဒီထိဆိုးပေးလိုက်မယ်နော်ဒီဒီဘက်ကလည်းဒီလိုလေးသွားလိုက်မယ် ပြီးမှဆရာတို့ဒီဘက်အထဲဟာဒီအကုန်လိုက်ချဲလိုက်မှာပေါ့နော်ဒီပြန်ဒီအပေါ်နှကန်းသားလေးပါဆရာဆိုးပြလိုက်ဒီလိုလေးဆိုးပါโอเคဒါဆိုရင်အပေါ်ပေါ်ပြီးတော့ပြီပေါ့နော်ပြီးရင် off ဘက်ကိုဆရာဆွဲမယ် ီနှစ်ခန္ဓာတွေအကုန်ဆိုးပြီလေနော်အတန်းနှစ်ခန်းညီတော့မဖြစ်သေးဘူးပေါ့နော်ဒါဆရာတို့ကမတ်နဲ့ဆွဲပြီးရဖြစ်ပါဒီ BND အတွင်းပိုင်းကိုလိုက်ချဲလိုက် ဒီပင်ဆယ် browser လေးသေးပြီးတော့ဒီနာလေးတွေတောင်းလေးတွေပေါ့နော်ဒီပစိကြဖြစ်ပြီဆိုရင်ဒါလေးလောက်ပြီးပြီဆိုတော့ ਨੇ ဆရာတို့ကနောက်တစ်ဆင့်ကမလုပ်ရမှာလေဆိုရင် ဇွန်လေးနည်းနည်းပြန်ချုံလိုက်နော်ပြီးရင်ဆရာတို့ကကီးဘုတ်ကနေကျူကီးကိုနှိမ့်လိုက်ဒီဒါဆိုဒီမှာ selection ဖြတ်သွားရပါနော်အဲ့တော့ဆရာတို့ဒီ area လေးကိုပဲ selection ဖြတ်ချင်တာဖြစ်တဲ့အတွက် selection ပြောင်းပြန်ဖြစ်နေပေါ့အဲ့တော့ select ဆိုပြီးတော့ဆရာတို့ inbox ကိုနှိမ့်လိုက်ဒါမှမဟုတ် control shift i ကိုနှိမ့်လိုက်လို့ရတယ်နော်ကီးဘုတ်ကအဲ့ဒါဆိုဒီမှာနှက်ခမ်းသားလေးကိုပဲဆရာတို့က selection ပေးသွားပြီပေါ့နော် selection ပေးသွားပြီ ဒီနေရာမှာဆရာဒီနားလေးတောင်နည်းနည်းကြံ့ငယ်သေးရပေါ့နော်အဲ့တော့ဆရာတို့ selection လေးနည်းနည်းပြန်ချက်ကြတယ်ဆိုရင် selection 2လေးကိုယူ quick selection 2ယူပြီးတော့ဆရာဒီမှာချဲ့တဲ့ဟာလေးနည်းနည်းနည်းလေးပေါ့နော် light ချဲ့လို့ရရဆောဆရာတို့ zone လေးနည်းနည်းချဲ့လိုက်နော်အမြင်အရဖြစ် okay ပြန် brush size လေးကိုဆရာနည်းနည်းကြီးလိုက်ဒီလိုလေးနည်းနည်းလေးချဲ့ပြီးတော့ရ okay ဟုတ်ပြီဒီတိဆရာတော်စိုးပြမယ်ဘင်းစွန်ချုံလိုက်မယ် okay အဲ့လိုမျိုးလုပ်ပြီးပြီဆိုရင်ဆရာတော်ကအခုဒီလေးရောက်ပဲဆရာတော်ကမလုပ်ပါလဲဆိုတော့ဒီ adjustment tool မှာဆရာတော်နှိပ်လိုက်နှိပ်ပြီးမှ solid color ယူလိုက်နော် solid color ယူပြီးတော့ဒီနေရာဆရာတော်ကအယောင်ဖြစ်ထားတဲ့နေရာကိုဆရာတော်ကထည့်ပေးမှဖြစ်တဲ့အတွက်ဘယ်အယောင်ဆိုးမှာလဲပေါ့အနီအောင်ဆိုးမယ်ဆိုရင်အနီအောင်ရွေးပေးလိုက်နော်ဆရာတော်အနီအောင်ရွေးပေးလိုက်အဲကိုကြိုက်တဲ့အယောင်လေးရွေးပေးလိုက်နော် ရတော့ဒီအနီဘက်အနက်ဘက်ဆန်ဆန်နည်းနည်းလေးချက်သွေးရောင်ပုံစံလေးစိုးပေးလိုက်။ပြင် okay ပေးလိုက်မယ်။ okay ။အဲ့ပြင်ဒီလိုကြီးဖြစ်နေမှာလားဆိုတော့မဟုတ်ပါဘူး။ပြင်ဆရာတို့သူ့ကို အောက်က layer နဲ့ရောတာအောင်ဒီ normal နေရာမှာဆရာတို့က supply လေးကိုပြောင်းမယ်။ဒါဆိုရင်ဒီမှာအောက်ကနှကန်းသားလေးလည်းပေါ်လာရပါတော့။အပေါ်ကအယောင်လေးကလည်းဖြော့သွား။ supply နော်။အဲ့တော့အဲ့လိုပြောင်းပေးလိုက်မယ်။ okay ။နော်။ပြင်သူ့ရဲ့ opacity ပေါ့နော်။ဒီမှာ opacity ဆိုတာရှိတယ်။ ။တအားကြီးတင်တယ်ရာကြာကြီးမတိစားစေခြင်းမှုဆိုရင်ဆရာတော်နည်းနည်းလေး opacity ကို short ပြလိုက်ရတယ်။ဒီလိုမျိုးလေးပေါ့။အဲဆိုရင်အောက်ကနှာခမ်းသားလေးလည်းပေါ်တယ်။ opacity အဆုံးထိ short ရနေမှုလားအသားပေါ့နော်။ opacity တင်ကြည့်နော်။ဆရာတို့ဒီကြက်သွေးရောင်လေးပေါ့နော်။အားလေးကအင်းရပေါ့နော်။ပြီးရင်ဆရာတို့ကဒီနှာခမ်းသားလေးအခုဒီမှာလေယာဉ်မဲ့ပုံစံဖြစ်နေနော်။ဒါလေးကိုဆရာတို့ selection ပေး။ပေးပြရတယ် keyboard ကနေ control key ကိုနှိပ်ထားပြီးတော့ check left click ကိုနှိပ်ရ အဲဆို selection ပြန်ဝင်လာအဲ့လိုအချိန်မှာဆရာတို့ရှေ့မှာလေ့လာခဲ့တဲ့အယောင်ပြောင်းနည်းတွေပေါ့နော်ဥပမာ saturation ကိုနှိပ်နှိပ်ပြီးရောဒီမှာနော်အယောင်ပြောင်းလို့ရနာနကန်းနေအယောင်နေကြိုက်တဲ့ကြားအယောင်နေဆရာတို့ပြောင်းလို့ရဒီဒီလိုအယောင်လေးတွေပေါ့နော်ဒီလိုအယောင်လေးတွေပြောင်းလို့ရတယ်ဒီလိုအပြော့အယောင်လေးပြောင်းလို့ရတယ်ဒီလိုအယောင်လေးဆိုလဲစိုးကြရပေါ့နော်ဒီလိုဟာလဲစိုးရ ရောင်မျိုးမျိုးရှိရပေါ့နှစ်ခမ်းနေမှာဆရာတော်ဒီရောင်လေးပဲထားမယ်ပြင်သူ့အရောင်တင်တာအရောင်ဖြော့တာပေါ့နော်အဲ့ဒါကြောင့် saturation နဲ့လောက်တယ်အဲဆိုအရောင်တင်တာပေါ့ saturation ဆရာနည်းနည်းလေးတင်ပြလိုက်ရောင်လေးတောက်လာ okay ဒါဆိုရင်ဒီမှာနော်ဆရာတော်ဒီနှစ်ခုပေါ့နော်ဒီ layer 1နေစပြီးတော့ဒီ ठी ကိုဆရာတော် slap map ပြီးတော့ group ဖွဲ့လိုက် create ဖြုတ်တာလေးကိုနေလိုက်။ Okay ။ဒါဆိုရင်အပေါ်ဟာဆရာတို့အယောင်ဆိုးထားတဲ့ဟာဒါလေးကိုဖြုတ်ကြည့်လိုက်။နော်မူလဟာနဲ့ဆရာတို့အယောင်ထည့်လိုက်တဲ့ဟာနဲ့နော်တော်တော်ကြီးကိုကွာချသွားတာတွေ့ရပါတယ်။ဒါဆိုရင်ဒီမှာအယောင်လေးဆိုးပေးလိုက်တာပါနော်နှကန်းကြီးလေးထည့်ပေးလိုက်တာဖြစ်ပါတယ်။မူလဒီမှာဆရာတို့ကဒီအကွဲเจ้าနေရှိရပါနော်အကွဲเจ้าနေဆရာတို့က spot healing bread နဲ့ဖြောက်လိုက်တယ်။ဖြောက်ပြီးတော့မှဆရာတို့က ဒီ bread dough ကိုယူပြီးတော့ဒီ mat ကလေးအုပ်လိုက်တယ်ပေါ့နော် mat လေးကိုနှိပ်ပြီးတော့မှဆရာတို့ကလိုက်ပုတ်ပုတ်ပြီးတော့မှဆရာတို့ကကျူကီးကိုနှိပ်တယ်ပြီးမှဆရာတို့ selection input လုပ်ပြီးတော့အရောင်ထည့်လိုက်တယ်ပြီးမှဒီ saturation တွေ light ချိန်လိုက်တာဖြစ်ပါတယ် okay ဒီလိုနီးလင်းလေးနဲ့ဆရာတို့ကဒါနှကန်းတွေကိုအရောင်ဆိုးပြီးလို့ရတာဖြစ်ပါတယ် okay ဆိုတော့ကိုကအချိန်ပေးနိုင်တယ်ဆိုရင်တော့ဆက်ရှိလက်ရှိနဲ့เนาะပြပြနိုင်တယ်ဆိုရင်တော့เนาะဒီထပ်ပို့ပြီးတော့ လာတဲ့နှခမ်းเนาะအယောင်เนาะဒီနှခမ်းသားလေးတွေပြည့်ပြတ်တောင်းဒါမျိုးလေးတွေဆရာတို့ကလုပ်ပေးလို့ရတယ်ပေါ့เนาะโอเคဆိုတော့ဒီလို နီလန်းနဲ့ဒါပြုပြင်လို့ရတယ်ဆိုတော့ကိုနားလည်သွားရင်ကိုစိတ်ကြိုက်เนาะစံတက်ကြည့်လို့ရတာဖြစ်ပါတယ်โอเคဒါဆိုရင်ဆရာဒီသင်ခန်းစာကိုဒီမှာပဲရနာပါမယ်နောက်ထပ်သင်ခန်းစာတွေမှာပြန်လည်တွေ့ဆုံကြပါမယ်